ယောဂမာစတာမှအားလုံးကိုကျူးဆိုပါရစေ။ဒီနေ့မှာကတော့စိတ်ပန်းပြေစေဖို့အတွက်တရားထိုင်ပြီးကျင့်စဉ်လေးတွေအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တိတ်ဆိတ်နေတဲ့နေရာတစ်ခုကိုရှာပါ။ဖုန်းကိုပိတ်ပြီးနောက်ထပ်မိနစ်20လောက်အတွင်းတင့်ကိုဘယ်သူမှအနှောက်အယှက်မပေးနိုင်တော့ဘူးဆိုတာ

သင်ရဲ့နောက်ကျောကိုလဲလဲအောင်ပြီးဒူးတွေကို အနှဲငယ်ကိုးကအောက်ကနေထောက်ထားပြီးတော့တက်တောင့်တသာအနေအထားနဲ့နေပါလက်တွေကိုခန္ဓာကိုယ်နဲ့ခွာပြီးလက်ဖွားတွေကို အပေါ်ကိုမျက်နှာမူထားပါလေ့ကျင့်မှုအတွင်တင်လုံလောက်စွာနှွေးထွေးနေပြီးခန္ဓာကိုယ်ကတတောင့်တတာရှိနေကြောင်းသိကြပါစေ။ လေ့ကျင့်မှုအတွင်ငြိမ်သက်နေပါလူကြနေပါကျွန်တော်ရဲ့အတန်ကိုနားထောင်ပါဒါကသင်ရခန္ဓာကိုယ်နဲ့အုံနောက်နှစ်ခုစလုံးကိုအပြည့်အဝအပန်းဖြေခွင့်ပြုပါတယ်ကျွန်တော်ကသင်ရအသိအမြင်ကို ခန္ဓာကိုယ်ရဲ့မတူညီတဲ့အစိပ်ပိုင်းတွေစီကိုပို့ဆောင်ပေးသွားပါမယ်။ပြင်းပြင်းထန်ထန်အယုံမဆိုင်ဖို့ကြိုးစားပါ။ဒါကသင်ကိုစိတ်အပန်းဖြေပေးခြင်းကနေရပ်တန့်သွားစေနိုင်ပါတယ်။အတွေ့တွေနဲ့ခန္ဓာကိုယ်အရန်တက်ကြွလာရင်ကျွန်တော်အတန်စီကိုပြန်လာပါ။ အခုသင်ရဲ့ခန္ဓာကိုယ်လဲလျောင်းနေတဲ့ခံစားချက်ကိုသတိပြုပါသင်ရဲ့ခန္ဓာကိုယ်ဟာပြည့်ပြည့်စုံတဲ့ငြိမ်သက်မှုနဲ့စိတ်အပန်းဖြေမှုတွေမှာလဲလျောင်းနေတာကိုအပြည့်အဝသိထားပါသင်ရဲ့မျက်လုံးတွေကိုညင်သာစွာမှိတ်ထားပြီးလေ့ကျင့်မှုအဆုံးအထိဆက်ပြီးတော့မှိတ်ထားပေးပါ နှာခေါင်းကနေအသက်ပြင်းပြင်းရှူသွင်းပြီးနှာခေါင်းကနေပဲပြန်ထုတ်ပါတင်းရဲ့တဘာဝအသက်ရှူရတန်အပေါ်တင်းရဲ့အသည့်အမြင်ကိုအခြေချခွင့်ပြုပေးပါအတက်ရှုံတော့နှေးသွားတာကိုခံစားပါနှလုံးခုန်တော့နှေးသွားတာကိုခံစားပါ စိတ်ကိုတည်ငြိမ်နေပါစေ။နှာခေါင်းပေါက်တွေကနေနက်နက်ရှိုင်းရှိုင်းအသက်ကို ရှူသွင်းတဲ့အခါဝမ်းပိုက်ညင်သာစွာ ဖောင်းလာတာကို ခံစားပါ။အပြေအဝါအသက်ရှူထုတ်တဲ့အခါဝမ်းပိုက်ကနစ်ဝင်သွားတာကိုခံစားပါခန္ဓာကိုယ်ရဲ့ကို စိတ်အပန်းဖြေမှုကိုရှူသွင်းပါ တဲမာမှုတွေထွက်သွားတာကိုရှုထုတ်လိုက်ပါခန္ဓာကိုယ်ရဲ့စေတိုင်းတဲကိုစိတ်အပန်းပြေမှုကိုရှုသွင်းပေးပါရှုထုတ်ပါအခုသင်ဟာအတူချုပ်အဖြူသဘောဆောင်တဲ့ပေါ်ပြချက်တစ်ခုကိုတွေ့ပါဥပမာ ငါအခုအယံကိုတည်ငြိမ်ပြီး စိတ်အပန်းပြေတယ်ငါပျော်ရွှင်ပြီးကျမ်းပါတယ်ငါယုံကြည်မှုရှိပြီးကိုကိုကိုတတ်တောင့်တတာရှိတယ်လို့တွေ့ပါအခုသင်တဲ့ရည်ရွယ်ချက်ကိုရရှိပြီဆိုရင်ဒါကိုစိတ်ထဲမှာ၃ချိန်ပြန်ပြီးတော့ရွတ်ပေးပါ။ အခုအသက်ရှူရာကို သူ့ရဲ့ကိုပိုင်ရတန်သူ့ရဲ့ကိုပိုင်အရှင်အဟုန်နဲ့ဝင်ထွက်ခွင့်ပေးပါကျွန်တော်ကသင်ရဲ့အသည့်အမြင်တွေကိုခန္ဓာကိုယ်ရဲ့မတူညီတဲ့အစိတ်ပိုင်းတွေစီကိုပို့ဆောင်ပေးပါတော့မယ်တတိပြုပါခံစားပါ အပန်းဖြေပါ ဒါပဲမဲ့ခန္ဓာကိုယ်ကိုမွှေ့လိုက်ပါနဲ့အသေးအမြင်ကိုညာဘက်လက်စီကိုပို့ဆောင်ပါညာဘက်လက်မကိုခန်းစားပါလက်ညှိုးလက်ကလေးလက်တကြွဲလက်သန်းလက်ဖွာလက်ဖမိုး là cầu quế, là máu ao bài để đào dế là máu bò bái bạc khô chai giá khai ở nhà về chén tên ba bao du chia tay lâu ခြေချင်းဝဖနာခြေဖမိုးခြေဖွာညာဘက်ခြေမှာဒုတိယခြေချောင်းတတိယခြေချောင်းစတုထခြေချောင်းလက်တန်းခြေချောင်း ဘဲဘက်လက်စီကိုအတိအမြင်ပို့ဆောင်ပေးပါလက်မကိုခန်းစားပါလက်ညှိုးလက်ခလဲလက်ကြွဲလက်တန်းလက်ဖဝါလက်ဖမိုးလက်ကဝဲလက်မောင်းအောက်ပိုင်း cái đào dễ Là mạo bỏ bãi, Bác khô Chai giá Kha Tên bá Bá Đu Chị đà lô Chị chiên vô Phân nào Chị phân mô ခြေဖွာဘဲဘဲခြေမဒုတိယခြေချောင်းတတိယခြေချောင်းစရုပ်ထခြေချောင်းလက်တန်းခြေချောင်းအသိမြင်ကိုဥနောက်ရဲ့နောက်ဖက်စီကိုပို့ဆောင်ပါလေပင်ရဲ့နောက်ဘက် ညာဘက်ပခုံးဘဲဘက်ပခုံးကြောယိုအလျာလိုက်ညာဘက်တင်ပါဘဲဘက်တင်ပါပါညာဘက်တင်ပါဘဲဘက်တင်ပါညာဘက်ပါဘဲဘက်ပါ ညာဘက်ခြေသလုံးဘယ်ဘက်ခြေသလုံးညာဘက်ဖနောက်ဘယ်ဘက်ဖနောက်အခုအသည့်အမြင်ကိုခန္ဓာကိုယ်ရဲ့ရှေ့ဘက်စီကိုပို့ဆောင်ပါဥကောင်းရဲ့ထဲနှစ်ဖူး nhà bé nè thế bé bé nè thế nhà bé na bé bé na nhà bé nhà cô bé bé nhà cô nhà cô nhà cha nè nhà bé nhà lâu nè nhà cô bé bé nhà lâu nè nhà cô nhà bè nà khóng bà bè bè nà khóng bà nhà bè bà bè bè bà a bò nô khá ông nô khá nô khá nà khu thị nê chế xa nhà bè bà ở bè bè bà truyền mê dì mê yu lê chào nhà bè lê yu bè bè lê yu xin bè yé nhà bè chen xin bè yé bè bè chen wan bài bò bài wan bài ao bài quan bài bỏ bài chè quan bài ao bài nhà bếp bao chén bếp bếp bao chén tiền bếp số nhà bếp chèo được cù lô bếp bếp chèo được cù lô nhà bếp làm món được cù lô ဘယ်ဘက်လမောင်းတစ်ခုလုံးမျက်နှာတစ်ခုလုံးဦးခေါင်းတစ်ခုလုံးကိုယ်ခန္ဓာအလဲပိုင်းတစ်ခုလုံးခန္ဓာကိုယ်တစ်ခုလုံးလုံးဝကိုအပန်းဖြေခြင်းခန္ဓာကိုယ်တစ်ခုလုံးတဲမာမှုမှာကင်ဝေးခြင်းတဲ့နောက်တကြိမ်အသက်ရှူထုတ်တဲ့အခါ စိတ်အပန်းဖြေမှု လိုင်းတစ်ခုကသင်ရခန္ဓာကိုယ်ကိုဖျက်ပြီးစီစဉ်သွားကတဲမာမှုတွေကိုတည်ဆောင်းသွားတယ်လို့စိတ်ကူးကြည်လိုက်ပါတဲ့အတက်ရှူသွင်းတဲ့အခါလန်းဆန်းတဲ့အပန်းဖြေမှုလိုင်းတစ်ခုကတဲ့ရခန္ဓာကိုယ်တစ်ခုလုံးကိုဖျက်ပြီးစီးဆင်းလာကဆယ်တိုင်းစီငိမ့်သက်ချင်းကိုယူဆောင်လာတယ်လို့ ခံစားကြည့်ပါအသက်ရှူထုတ်ပါခန္ဓာကိုယ်ကိုဖြတ်ပြီးစီးစင်းတဲ့လှိုင်းကကြောက်ရွံ့မှုအလုံးကိုတည်ဆောင်သွားတာကိုခံစားကြည့်လိုက်ပါအသက်ရှူသွင်းပါလန်းဆန်တဲ့စိတ်အပန်းဖြေမှုလှိုင်းတစ်ခုက ခန္ဓာကိုယ်ကိုဖျက်ပြီးစီးစင်းလာကတည်ငြိမ်မှုနဲ့ငြိမ်းချမ်းမှုတွေကို ယူဆောင်လာပါတယ်အခုတင့်ရဲ့လဲလျောင်းနေတဲ့အနေအထားမှာခန္ဓာကိုယ်ကိုသတိပြုပါလုံးဝကို စိတ်အပန်းဖြေနေတဲ့အခါခန္ဓာကိုယ်ကဘယ်လိုမျိုးခံစားရသလဲဆိုတာကိုသတိပြုပါ ခန္ဓာကိုယ်ကဘလို့လွတ်လပ်တယ်တည်ငြိမ်တယ်အပန်းဖြေတယ်ဆိုတာကိုသတိပြုကြည့်ပါညင်သာစွာသင်ရဲ့လဲလျောင်းနေတဲ့ခန္ဓာကိုယ်ကိုသတိပြုပေးပါဖနှောင်းတွေကတဆင့်ဖျားဒါမှမဟုတ်သင်လဲလျောင်းနေတဲ့အရာနဲ့ခန္ဓာကိုယ်ရဲ့ထိတွေ့မှုတွေကိုခန်းစားကြည့်ပါ ခြေသလုံးများခအောက်ပိုင်းပခုံးသားများလမောင်းများရဲ့နောက်ဘက်ဥကောင်ရဲ့နောက်ဘက်ခနာကိုလုံးဝကိုတတိပြုပါခနာကိုကိုလုံးဝကိုတတိပြုကြည့်ပါညင်သာစွာတဲ့ရက်လက်ချောင်းလေးတွေကိုလှုပ်ရှားပါ ညင်သာစွာတင်ရဲ့ခြေချောင်းလေးတွေကိုလှုပ်ရှားပါ။ဦးကောင်ကိုဖြည်းဖြည်းချင်းတစ်ဖက်ကနေတစ်ဖက်ကိုလှိမ့်ပါ။အသက်ရှူသွင်းတဲ့အခါခန္ဓာကိုယ်လိုချင်တဲ့ပုံစံအတိုင်းဆန့်ထုတ်ပါ။တဲ့ရဲ့ဘေဘက်ကိုလှိမ့်ပြီးမျက်လုံးတွေကိုဆက်ပိတ်ထားပေးပါ။တဲ့ရဲ့အပြူသဘောဆောင်တဲ့ရည်ရွယ်ချက်ကိုစိတ်ထဲမှာ 3ချိန်ရွတ်ဆိုပါဒီအပြူသဘောဆောင်တဲ့ရည်ရွယ်ချက်ကိုခန္ဓာကိုယ်တစ်ခုလုံးထဲမှာတကယ်ခံစားရပြီးတော့ဒါမှန်ကန်ကြောင်းသိရှိလိုက်ပါတင်းအစင်းတင်းဖြစ်တဲ့အခါဖြည်းဖြည်းချင်းတက်တောက်တက်တာထိုင်တဲ့အနေအထားကိုပြောင်းလိုက်ပါ မျက်လုံးတွေကိုဆက်ပြီးတော့ပိတ်ထားပေးပါအဲ့ဒါမှပြင်ပကဘာကိုနောက်ထပ်နည်းနည်းလေးထုတ်ထားနိုင်ပါလိမ့်မယ်နည်းနည်းရှိုင်းရှိုင်းအသက်ရှူသွင်းပြီးရှူထုတ်ခြင်း၃ချိန်ကို1 byte ကနေပြီးတော့ဖြည်းဖြည်းချင်းပြုလုပ်ပေးပါ ယောဂကစိတ်နဲ့ခန္ဓာကိုယ်အပေါ်တက်ရောက်မှုရှိတာကိုတတိပြုပေးပါသင်အစဉ်သင်ဖြစ်တဲ့အခါဖြည်းဖြည်းချင်းမျက်လုံးတွေကိုဖွင့်ပေးလိုက်ပါခင်ဗျာကျမတို့ရဲ့ယောဂမာစတာ channel ကို like and subscribe လုပ်ဖို့မမေ့ပါနဲ့နော်